အဆောင်သစ်ပေးရလူရံမွေကိုအားလုံးကိုခေါ်တော့မှာဖြစ်ပါတယ်လိုက်ခဲ့ကြပါနော်ရှမဲတင်ရနေနိုင်ဝဲ55မိနစ်တော့မောင်းရပါတယ်လမ်းလေးတွေကဒီလိုမျိုးမြေနီလမ်းလေးပေါ့နော်မိုးရွာပြီးထားဒါစားဆိုတော့အခါကျတော့နေရှင်ဘွက်တီတော့များပါတယ်နောက်ဆုံးတော့ပင်စုမြောက်ရွာကိုရောက်ရှိပါပြီဆိုင်မုံမြင်နေရပြီမဲ့တောင်းဆောင်ကိုမရောက်သေးပါဘူးနော်ကျွာရဲကနေပြီးတော့ ဖြတ်သွားရတာဖြစ်ပါတယ်အခုလောလောဆယ်တော့ရာသီဥတုကတာယာနေပါတယ်အခုလိုမျိုးရှင်ဘွက်တွေကတော့ကြော်ခွတ်သွားရတာပေါ့ရှင်ဒါတို့ရဲ့ကာမောင်စကေးကိုစမ်းသက်နေရပဲဖြစ်ပါတယ်။ Finally we can do it ပေါ့။ရောက်ပါပြီရှင်။ကျမတို့ကျောင်းဆောင်တဲ့ပူတန်းတဲ့နေရာကိုရောက်ပါပြီ။ဒီဘသူတွေကျူးစွနေရလဲဆိုတာကြည့်ပါအောင်ချစ်စရာလေးတွေပါ။ င်္ဂလာရှိရဲ့ဒေသန္တရနဲ့ကျူဆူရဲပေါ့နော်အဲ့တော့ရောက်တယ်ရောက်တော့ဘာလုပ်လဲဆိုတော့အစားပါလဲတောက်ပါတယ်နွားနုပူပူလေးတောက်ပါတယ်နွားနုစစ်စစ်လို့ပြောပါရရှင်ဘုံနေရာလဲအစုံပဲခင်းကျင်းပြီးတော့ကျွေးတယ်ပေါ့နော်အဲ့တော့အရင်ဆုံးဘိုက်ဖြေပါတယ်ပေးရလူရန်နဲ့လူကြီးတိလည်းမရောက်သေးဘူးဆိုတော့ခဏလေးဆောင်မယ်ပေါ့နော်အစီအစဉ်လေးကိုဆွဲပါတယ်ကျောင်းသားကျောင်းသူတွေအားလည်းနေကျောင်းပိတ်ပေမဲ့လာရောက်ပြီးတော့လူတန်းဘွဲမှာပေါင်ဝင်ကုန်ကြတာပဲဖြစ်ပါတယ်။ လူကြီးတွေလည်းရောက်ပြီးဆိုတော့ခဏနားပြီးတော့အစီအစဉ်ကိုစတင်တော့မှဖြစ်ပါမယ်။ဟုတ်တယ်ဆရာ။သိတယ်ဂျမစာရီတူ။နဂမကရှမ်းရံကောင်းနဲ့အချိန်ကောင်းခါမြတ်ကြုံရတဲ့အချိန်ကောင်းနဲ့ရည်တမြတ်ချင်ဝဲ။အကျော်လာစံ၈ရက်။ဂရင်းနေ25ခုနဲ့စတင်မလာ29ရက်တင်းလာပြီ။ဓတိအရှိရဲ့ရင်းမြက်ခါသမယမှာ။နိုင်ရင်တဲကြောင့်ပညာရေးမဆောက်အောင်များပျက်စီးခဲ့ရတဲ့မန္တလေးကသာချင်းရှမဲတိခင်ရောက်ပြီးဆိုကြေးပါရှင်။အမကမူလာနေကြောင်းအတွက်ကျောင်းဆောင်တွေလွှဲပြောင်းပြီးရတူတန်းချင်းအခမ်း ပြောပါဆရာကျောင်းနဲ့အနာဂတ်ရဲ့ကျေဝင်းကလေးများဘုန်းတော်လေးတို့ရေးချမ်းစွာပညာသင်ကြားစေနိုင်ရန်ရှိရွယ်လို့မြန်မာစီစီအိုင်တင်းချီမှကမ္ဘာတရပြည်ဦးစီးဆောင်ရွက်ကမြန်မာမလေးရှားစီဝါရေးလုပ်ငန်းတင်းချီမှပေ55ပေကျောင်းစာတရားထူလျက်ပေးရခြင်းပဲဖြစ်ပါရဲ့ရှင်မလေးရှားမြန်မာစီဝါရေးလုပ်ငန်းအတင်းကြီးကတော့ငလျင်တန်းကန်စားခဲ့ရတဲ့ပညာရေးအဆောင်အယောင်လှူဒန်းနေတဲ့စေတနာတရားတရားထက်သန်လာတဲ့အတင်းကြီးပဲဖြစ်ပါတယ်။အတင်းကြီးရဲ့လှူဒန်းတွေဖြင့် အမစီစီရင်တင်ကြီးမှာအကောင့်တွေပေါ်ဆောင်ရွက်ခဲ့ပြီးတန်ဖိုးချက်၁၄ဒသမ၁တန်းကိုလူရင်းခဲ့တာပဲဖြစ်ပါတယ်။အကြပါရှင်ဆက်လက်ပြီးအမစီစီရင်တင်မှာအင်ဂျင်နီယာဦးဝင်းလို့ရှိရင်ကျွန်တော်ပြပြနေရာပေါ်မှာကျူရီနီယာပြီးပါရင်လေးစားစွာပန်ကြားရပါရစေ။ကျောင်းတော်ကများကိုလိုက်လံပြီးတော့ထူထမ်းပေးနေပါတော့မလေးရှားမြန်မာစီဝါရေးလုပ်ငန်းများအတင်းမှာတောင်းရှိသူရှယ်လီရှင်ကျွန်တော်ပြပြနေရာပေါ်မှာနေရာယူပေးပါရင်ချီကင်ရေးစားစွာပြည့်ပြပြနေတာပြရပါရစေ။ အဆောင်ကများမှစာသင်ကျောင်းနဲ့ကလေးငယ်များဆင်ယောကိုပါနေဖေးလွန်ကျောင်းကစိတ်ချမ်းသာစွာဖြင့်ပညာသင်ကြားရင်းအနာဂတ်ရဲ့ပညာတတ်လူလိမ္မာများဖြစ်ကြပါစေကြောင်းဆုမကောင်းကြောင်းရဲ့ ready 1 2 3အောင်မြင်စွာဖေးပါကြောင်းကြီးညာအပ်ပါလေရှင်ဘေးရလူထဲမှာလောလူရှင်များနဲ့မင်္ဂလာကုသိုလ်များပြီးကျောင်းလာကြတဲ့ဗျာဒီများအားလုံးဝမ်းမြောက်ဝမ်းသာကြားရအနုမောဒနာခေါ်ဆိုတင်တယ်ချွတ်တင်မင်္ဂလာအောင်ဩဝါလက်ပတ်ကများဖြင့်ထပ်ပံလို့ဆုတောင်းချီးမြှင့်ပေးကြပါစို့လားရှင် Minglava. Minglava, Minglava. Uh, on behalf of MMBC Malaysia Myanmar Business Chamber, uh, I would like to thank everyone here for coming for this special occasion. Uh, President, Mr. Siva Prakash Thank you very much on behalf of MMDC and all the Malaysians in Myanmar, we are very happy to have contributed to the building of this school block. Uh, Malaysia ni mah, mana aku rezeki tu kulo ni ni ya. Di luar ni aku lumiu jang sahul biaya ni apa mah? Yang mu, jisu timbio, belum le. Wanjau wanda pih pih biar apa no? And we hope that the students will be able to study in a good and safe building for their educational needs အကျောင်းသူကျောင်းသားကလေးတွေအတွက်ပေါ့နော်လိုအပ်တဲ့ဒီကျောင်းဆောက်လုပ်လူတန်းရတဲ့ဒီအဆောက်အဦပေါ်မှာပေါ့နော်ကျောင်းသူကျောင်းသားလေးတွေအနေနဲ့ကောင်းမွန်စွာပညာသင်ယူသင်ကြားနိုင်ဖို့အတွက်ကိုမျှော်လင့်ပါတယ် I personally have been in Myanmar for 10 years and I'm very much invested in this country အာ hello ဟုတ်အဲဒီကတော့ဘောနော်အခုရောက်နေတာမြန်မာနိုင်ငံမှာရောက်နေတာအဲ7နှစ်ကျော်လောက်တော့ရှိပြီအဲ့တော့ကြောင့်မလို့ဒီဒီဘယ်လိုပြောမလဲသူဒီကိုရောက်နေတဲ့ကာလတစ်ပတ်လုံးမှာဒီမြန်မာမြန်မာနိုင်ငံသားတွေအတွက်သူ investment လုပ်ထားတယ်ဘောနော်ယင်းနှမြုပ်နှံမှုအတွက်ကိုသူလုပ်ပေးထားတယ်လို့ပြောပါတယ် and we will hope to be to be able to do more for this beautiful people of this country and for the students and for all of MMDC we say thank you very much ဟုတ်လေရှောင်းမြန်မာအတင်းကြီးတို့ စားလို့ရေးစားရစတဲ့နဲ့တကွဆယ်ရီကေရပြပြပေးရခြင်းမင်္ဂလာပဲဖြစ်ပါတယ်။အောင်ဟောပါလက်ခုပ်တမ်းများတောင်းတောင်းကြပြချစ်မြေပေးကြပါဆိုလားရှင်။အစားတဲ့လို့ဒီကျောင်းဆောင်မှာဆောင်ရင်းကြမယ်။တောင်ရဲ့သမီးငယ်များအတွက်လုံခြုံရေးဖြစ်ပြီးတန်ရှင်ကျေဝန်းနဲ့အဆောင်သင့်ဘေး95ပေးအောင်ဆရာမကြီးထံတို့လွှဲပြောင်းပေးရခြင်းမင်္ဂလာအောင်မြင်ပြီဖြစ်ပါရဲ့ရှင်။ဒေရှမ်းမြမစီဝါရီတင်ချီကနေပြီးတော့ လှူဒန်းပေးနေရပဲဖြစ်ပါတယ်ဒီအတွက်ကျွန်တော်တို့အမစီစီအတင်းကြီးရဲ့ကျေးဇူးတင်တော်အပြင်ကျေးဇူးတင်ဂွန်ပြုလော်အပေးရဲ့ဒီမင်္ဂလာစီစဉ်ပဲဖြစ်ပါတယ်ရှင်ပြင်းတဲ့အခါမှာလည်းနေရိတ်ကိုပြင်းပေးရတယ်မိုးရတဲ့အခါမှာတော့တပင်အောင်လည်းမရဘူးနေရိတ်မှလည်းမရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဓာတ်ရီဆောင်ဖိရက်ဆောင်ပေါ့နော်အဲ့ဒီမှာစုယုံပါလဲလို့ရှိရင်ရှောက်အတန်းရှောက်မှုလုံးဝတင်လို့မရတဲ့အတွက်ကြောင့်စာတင်တာပြန်လာထားရပါတယ်အခုလို့ လင်းစားပြီးမှစီဝါရေးအသင်းနဲ့ MRCCI ကနေပူးစီးပြီးတော့ဆောက်လုပ်လူတိုင်းခဲ့တဲ့ကြောင့်ကျွန်တော်တို့ကအခုကနှစ်တောက်တက်ကနေတစ်တောက်တက်ကိုတတိကုန်ပေါ့နော်သင်ကြားနိုင်တာကိုလည်းအရင်ဝန်တာပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်တိုင်းသိပါနော်ဝမ်းသာပါတယ်ဒီလိုမှာရေဆီမကြီးရဲ့တကယ်မေတ္တာတရားတွေနဲ့တူတူကျောင်းသားကျောင်းသူလေးတွေသသမီးတို့ရဲ့ဖုံးကံကြောင့်လို့ခုလိုမျိုးအဆောင်သင့်လေးနဲ့စာသင်ခွင့်ရမှာဖြစ်ပါတယ်။ အောင်မြင်စွာပြည့်မြောက်ပါကြောင်းချီးမြှောက်အပ်ပါတယ်ရှင် Congratulations ပါဆရာတို့တို့ရဲ့ဆန္ဒပြရှင် is education compulsory in school? primary school is it compulsory uh, primary school ga ddd ma hua ba hi ya la no is cooling yes 25% 25% 25% 25% 25% 25% 25% 25